အားလုံးဝင်မင်္ဂလာပါ Binance ကနေပြီးတော့ Crypto လေးအလောက်ကားပြီးရဲ့ project တွေခဏခဏလာနေတာကိုတည်ပြီးသားသားပြီးခင်ပါပါဆိုတော့ဒီတစ်ခေါက်မှာလည်း Binance Clash Boo ကနေပြီးတော့ Zillion Processor project တစ်ခုထွက်နေပါတယ် Binance Clash Boo ရဲ့ထုံးစံအတိုင်းပဲဒုတင်မှာ PNP FTUST နဲ့ USDC တွေကိုထည့်ပြီးတော့ funding လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ funding စလုပ်လို့ရတဲ့ date ကကြတော့ ဒီနေ့2025 3လပိုင်း21ရက်မြန်မာအချိန်နဲ့ဆိုလို့ရှိရင်မနက်6နာရီခွဲလောက်ကနေစပြီးလှုပ်လို့ရပါပြီ။ Strody Last 2ရဲ့သဘောတရားအတိုင်းပဲအချိန်ကြာကြာလုံးလေးပို့ပြီး reward ရလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုကြည့်ခင်ရမယ်။ Finance Last 2မှာဒီကြောထားတဲ့ဒီ BNB တို့ FTUSD တို့ USDC တို့ကိုသွားပြီးရှင်းထားလို့ရပါပြီ။ Binance Launch ဘူးရဲကို Crypto ရေသလိုထည့်ရမလဲမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုမှာသွားပြီးရကြည့်လို့ရပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာက Binance Launch Pool အကြောင်းကိုအသေးစိတ်ရှင်းပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုမှာတော့အကြာကြီးမပြောတော့ဘူးเนาะဒီဗီဒီယိုမှာအဓိကရှင်းပြမှာက Binance ကအခုတစ်ခါ Launch Pool ပေးမဲ့ Nelian Browser ကြောင့်ကို ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ဒီ Nelian browser ကဘာလို့အဓိကလောက်တာလဲဆိုရင် blockchain ပေါ်မှာပေါ့နော်ပြဿနာကြီးကြီးမားမားဖြစ်နေတဲ့ high value data တွေဥပမာ data for AI agent တို့ trading data တွေကို handle လုပ်တာခက်နေရဲ့ ပြဿနာကိုခေရှင်းပေးဖို့အတွက် Hue ရတဲ့ပေါ့နော်သူတို့ကဒီ blind computation ဆိုတဲ့ process ကိုသုံးပြီးတော့ data တွေကိုဆက်ပြီးရရှိရှိ store လုပ်နိုင်အောင်သူတို့လုပ်နေရပေါ့နော်ဆိုတော့ဒီ browser ရဲ့ native token ဖြစ်တဲ့ NIL token ကတော့ထုံးစံအတိုင်းပဲဒီ network ပေါ်မှာ transition ပေးရတယ်ပြီးတော့ဒီ provision လို့သဘောမျိုးသုံးတာတွေ staking လုပ်တာတွေ governance ပိုင်းတွေအတွက်ကို300ရပေါ့နော်ဒါကတော့ဒီ token ရဲ့ထုံစံအတိုင်းပဲ300ရမှာဖြစ်တယ်ဆိုတော့ဒီ million network မှာကကြတော့ major component အနေနဲ့တစ်ခုပါတယ်ဒါကတော့ partner layer နဲ့ coordination layer ဆိုပြီးတော့တစ်ခုပါတယ်ပေါ့နော် ဆိုတော့အခုလက်ရှိပေါ့နော် match လာ27ရက်နေ2025မှာဆိုလို့ရှိရင်ဒီ Nidian ပေါ်မှာစုစုပေါင်း project 50ကျော်ရှိနေအစောပြီးပြောထားတယ်။ဒီ token sales နဲ့ economics ပိုင်းမှာဆိုလို့ရှိရင် ecosystem drug ကကြတော့ဒီ29ရာခိုင်နှုန်းသုံးထားတယ်။ပြီးတော့ community drug ကကြတော့16ထပ်သမောက်ငွေအသုံးရရခိုင်နှုန်းသုံးထားတယ်။ Binance slash forward drop ပေးထားတာကကြတော့3.50%ကိုပေးထားတယ်။ပြီးတော့ဒီ protocol development ကကြတော့10% အလီပတ်ဒါရီတက်ကကြတော့21.00%ပါဆက်မှာနော်ပြီးတော့ through team အတွက်ကတော့20%စီပေးထားပါတယ်တယောက်မှာကတော့ personal sign နဲ့ broker mat တွေသူ current broker mat တွေနဲ့ပြောတဲ့ချာသူရဲ့ commercial နဲ့ business development progress တွေကိုရေးထားတာဖြစ်ပါတယ်ဒီအခုဖတ်ပြနေတဲ့ဟာကိုအသေးစိတ် warrant ဖတ်ချင်တယ်ဆိုလို့ရှိရင် finance ရဲ့ new year research report မှာတွားပြီးတော့ဖတ်လို့ရပါတယ် ဆိုတော့ user အနေနဲ့ဒီ project ကိုစဝင်စားလို့ finance launch ဘူးမှာပါတင်နေဆိုလို့ရှိရင်တော့ the way of pmbd fdusd တွေ usdc တွေကို လာဖ်ပူရဲမှာ2025သုံးလပိုင်း27ရက်နေ့အာမနက်6:00နာရီခွဲလောက်ကနေစပြီးတော့ထည့်ထားလေးရပါပြီ။ listing လောက်မှာကကြတော့ minus 2025သုံးလပိုင်း24ရက်အမအချိန်နဲ့ဆိုလို့ရှိရင်တော့ည9:00နာရီခွဲလောက်မှာစပြီးတော့ listing လောက်မှာဖြစ်ပါတယ်။ဆိုတော့ trading pair တွေအနေနဲ့ကတော့ USDT ပဲရှိမယ်၊ BNB ပဲရှိမယ်၊ FTUSD ပဲရှိမယ်၊ USDC ပြီးတော့ TRY trading pair တွေနဲ့သုံးလို့ရပါတယ်။ ဒီခါကကျတော့ NIL launch ဘူးရဲ့ DJ ပါ token name ကတော့ Nilian NIL Toledo ကစပိုင်းက1 billion ရှိရယ် Mesto ကစပိုင်းကတော့ couple of top inflation စက1% yearly ရှိရပေါ့နော်ဆိုတော့ဒီ launch ဘူး token reward အနေနဲ့ကကျတော့ဒီ Toledo ကစပိုင်းရဲ့3.5%ဖြစ်တဲ့35 million ကိုပေးထားတာဖြစ်ပါတယ် နောက်ထပ်25 million ကကြတော့ spot listing တို့ပြီးရော6လအကြာမှာတခြား marketing campaign တွေကနေပြီးရော cover ပေးတော့မှာဖြစ်ပါတယ် finance for my list တော့တခါရှိမယ် initial circulate supply ကကြတော့90.52%ရှိရပေါ့နော်ဆိုတော့ launch မှာ call ပြင်မှာဟာကကြတော့ PMB attract ကဒီ airdrop ရဲ့80%ကိုပေးထားတယ်ပြီးတော့ channel FTUST နဲ့ USDC တို့ကတော့10%စီခွဲပေးထားတယ်ဆိုတော့ DMI ကတော့အများဆုံးခင်နေတယ်ဒါပေမဲ့အောက်ကနှစ်ခုက stable coin ခင်နေတဲ့တရုံမလို့အခုလိုမျိုး crypto ဈေးတွေကျနေတဲ့အချိန်မှာဒီ FTUST နဲ့ USDC ကိုပဲခိုင်ခါတာကပို့ပြီးတော့ safe ဖြစ်တယ်လို့ယူဆလို့ရပါတယ်ဆိုတော့ BNB ကကျတော့ကိုယ့်ရဲ့ခိုင်ချက်တိုင်းကိုယ်မှစုထားတာလည်းရှိတယ်ဆိုလို့ရှိရင်တော့ထည့်ရတာပို့အောင်ရနိုင်မယ် ာ BNB တွေဝယ်ထင်တယ်ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ finance ကဲ pmb coin တွေကလေဒီလိုမျိုး passive income နဲ့ရှာလို့ရတာမဟုတ်ဘူး spot to margin တို့ trading လုပ်တဲ့အချိန်မှာ finance pmb သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာ discount ထည့်ရတယ်။အဲ့ဒါက crypto maker ကုန်းနဲ့ဖွင့်ထားလို့20% discount ထည့်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထည့်ရတာ။ So ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထည့်ရတယ်။ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်။ဟာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တက်ကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။ ကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ ਨੇ finance launch ဘုန်းနဲ့ပတ်သက်ပြီးတော့ beginner ရှိသေးရဲ့ဆိုလို့ရှိရင်တော့ crypto make ကဲ telegram group ကို join ထားလို့ရပါတယ်။ group ထဲမှာ commission တွေကိုလုံးလုံးလတ်လတ်မေးလို့ရပါတယ်။ group link ကိုလည်း deposit အောက်မှာချပေးထားပါမယ်။ crypto make ပါအားလုံးရဲ့နောက် video မှာပြန်တွေ့ကြပါပေါ့။